ကျွန်တော်ဒီ page maker ရဲ့ chapter 3မှာတော့ဒီ tab setting ချတာလေးကိုပြောပြပေးပါမယ်။ tab setting အရရိုးရိုးပုံမှန်တိုင်းဒီ test 2ကိုယူမှာအဲ chart မှာခုံခုံရတာ0.50 0.50ရှိရပါဘောနော်။အဲအကယ်၍ကျွန်တော်ကဒီကိုလိုချင်တဲ့ပုံစံအတိုင်းခုံမယ်။ဟိုဒီပုံမှန်တိုင်းမဟုတ်ဘူးဆိုရင်တော့ tab setting တွေကနေအဲဒါဆို tab setting ချခဲ့ရမှာပေါ့နော်။အဲအဲ့မှဆိုရင် test ကိုမယူတာပဲနဲ့ကျွန်တော်များဝယ်ယူမယ်။ပြီးကြမှာဥစား test charge မှာရိုက်မယ်ပေါ့နော်အဲဆိုဒီလိုအခုရင်းဆုံး test set တွေကိုချိန်မယ်ဆိုရင် type ရနေမှာ index sort tab အဲ့ဒီမှာအားပြရလေးကြာလာပြီဆိုရင်အဲ့အနေဆိုလူချင်းတဲ့အဲနေရာကိုထားပါမှာပေါ့နော်ကျွန်တော်ဒီပြရလေးကို0အမှတ်ကိုဒီ မာဂျင်နဲ့တိတိနေရာမှာထားမယ်ပြီးတော့ပင်နာခုမလဲပေါ့နော်ဒါခက်မှန်းကြည့်ပဲအတိကျတော့မလို့ပါဘူးအခုလောလောဆယ်အဲအခုဒီဘွားဆင်လို့အမီတို့ဇင်းလုံးတို့အီတို့တို့ကြတဲ့ငွေတို့အဲ့အရာတွေကိုအဲရိုက်ကြည့်မယ်ဆိုပထမဆုံးဆင်ကိုရိုက်မယ်ဆိုရင်ဒီနေရာမှာဆင်ကိုရိုက်မယ်ပေါ့နော်တို့ကဒီမှာ alignment ရှိရယ်ဘယ်ဘက်ညာဘက်ပြီးရင် center အလေပေါ့နော်ပြီးရင် decimal တတမကဏ္ဍပေါ့ကျွန်တော်ဆင်ရကြတော့ဒါရေဆွဲအစားဆိုရင် number နံပါတ်ရိုက်ရမယ်ဆိုတော့သူ့ကို right alignment ယူမယ်နောက်တစ်ခုကအမီမှာဆိုရင် left alignment ယူမယ်နောက်ဒီဘက်ချပြီးမှအဲ alignment ကိုနှိပ်မယ်ပေါ့နော်ဒီဘက်က leader ကျတော့ထိတ်ခေါ်လိုက်တဲ့အချိန်မှာမြင်းချောင်းထွက်လာခြင်းလည်းဆိုရင်ဒါ leader ကနေယူမယ်ပေါ့နော်အဲနောက်တစ်ခုကဇီလုံးကကျတော့အဲသူ့လည်း right alignment ပဲယူမယ်သူကလည်းဟိုကနန်းဖြစ်တဲ့အတွက်ကြောင့်ကနန်းရိုက်မှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်မှာအည်အတွက်ရှိမယ်အည်တက်ကတော့ အဲဒီတော့လည်း right ပဲထားမယ်ကြတဲ့ငွေကိုလည်း right ပဲထားမယ်ပေါ့နော်။ညဆိုရင်အခုဒီမှာ tab setting 5ခုပေါ့နော်။5ခုရှိမယ်။ကြတဲ့ငွေကဒီအောက်အောက်အောက်မှာကျတော့ကျွန်တော်တို့ဒီကနေ leader ထည့်မယ်ပေါ့နော်။အခုလောလောဆယ်ဒီဘောကကောင်းစင်မှာတော့ leader မပေါ့ဆိုတော့မယူသေးဘူးပြီးကြမှာ apply ဒီမှာ okay ပေါ့နော်အဲဆိုကျွန်တော်စပီးရမယ်ဆိုရင်ချလိုက်မယ်တက်တစ်ချက်ခုမယ်ပြီးမှဒီမှာစင်ပေါ့နော် နောက်တစ်ချက်ခေါ်ရင်အမီနောက်တစ်ချက်ဆိုရင်ဇီနုံနောက်တစ်ချက်ဆိုရင်အကြီးအတွက်ပေါ့နော်နောက်တစ်ချက်ဆိုရင်ချက်တဲ့ငွေဒီမှာကျွန်တော်အနောက်တစ်ချက်ခေါ်ပြီးမှအောက်ရောက်တဲ့အချိန်ကျမှခုနကဒီ intense တက်ပြေကိုပြန်ဝင်ပြီးမှကျွန်တော်ချက်တဲ့ငွေနေရာပေါ့နော်ဒီ6နားမှာ leader တစ်ခုယူမယ် leader တစ်ခုယူမှ apply okay ပေါ့နော် ဒါဆိုအောက်ရောက်ပြီးမှဆင်ဆိုရင်ဥမာတစ်ပေါ်တာတဲ့နောက်တစ်ချက်ဆိုရင်ဒါမှတော့စာစီပေါ်တာနောက်တစ်ချက်ဆိုရင်ဇီနိုနောက်တစ်ချက်ဆိုရင်အကြီးအတွက်ပေါ့နော်ဒီရနောက်ချက်ကကြာတင်ငွေပေါ့ တော့မလားတတိယဝင်အခုဒီမှာမြင်အင်းညောင်းတစ်ချက်ပြန်ကြည့်မယ် apply okay အဲဆိုတတိယဝင်အရှိမဒါလီဒါထွက်လာပြီပေါ့နော်အဲနောက်တစ်ကြောင်ထည့်ရမယ်ဆိုလည်းလည်းအန်ဒါခေါမယ်တက်ခေါမယ်ပြီးကြမှာအဲစ မီဇီနိုအီတို့အလိုပဲကျွန်တော်တို့တစ်ချက်တစ်ချက်စီဂုံဂုံမီရိုက်တော့မှာပေါ့နော်ဒါကတော့ဒါ type setting ချပြီးမှဒါရိုက်တာပေါ့နော်တကယ်လို့မလိုတော့ဆိုရင်တော့ကျွန်တော်တို့ဒီစာရိုက်ပြီးသွားတဲ့အချိန်မှာဒါပြန်ပြီးတော့ပြန်ဖြုတ်မယ်ပေါ့နော်ပြန်ဖြုတ်တာလည်းအဲ့လိုပဲ type ထဲကနေ index ဆော့တက်ပြဝင်မယ်ပြီးကြမှာဒီကနေ reset ပြီးမှ apply okay ပေါ့နော်ဒါဆိုရင်တော့ ပြန်ချပြီးမှခုံနေဆိုရင်တော့ဒါပုံမှန်အတိုင်းပြန်ဖြစ်တော့ပြီပေါ့နော်ဒါတော့ tab setting ချိန်မှာ tab ခုံတဲ့ပုံစံမှာကျွန်တော်ဇီယံအွက်လိုမျိုးရိုက်မယ်ဒါမှမဟုတ်လေဒီ CV form လိုမျိုးရိုက်မယ်ဆိုရင်လည်းဒီပုံစံအတိုင်းရိုက်လို့ရပါတယ်အားလုံးကြည့်ကြည့်တင်ပါတယ်